မင်္ဂလာပါရှင်ခေတ္တတီလီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗမော်မျိုးစကခ27ဌာနချုပ်စကူလာပိုတိရဟယင်3စီအနက်2စီကိုပြစ်ချနိုင်ခဲ့ဟု KIA အတည်ပြုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရွှေကူကနေ56မိုင်လောက်ပေါ်အဲ့ဒီလောက်ဝေးတဲ့နေရာတော်ထဲမှာတစည်းကကြာသွားတယ်။နောက်တစည်းကဆက်ပြီးပြန်တက်လို့မရတဲ့အတွက်အရေးပေါ်ရွှေကူဘက်မှာဆင်းသက်တယ်လို့ကြားရတယ်လို့ဘုံမူကြီးနော်ဘူးကပြောပါတယ်။ကချင်ပြည်နယ်ပေါ်မော်မြို့နယ်အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်စာကခ27တို့စစ်ကူလာပို့သည့်စစ်ကောင်စီရဟတ်ရင်3စီးအနက်2စီးကိုထိမှန်အောင်ပြစ်ချနိုင်ခဲ့ကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းကြန့်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးကသတင်းဌာနသို့အတည်ပြုပါတယ်။ ချန်နီမေလ20ရက်နေ့လယ်တနာရီကျော်တွင်ပြစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု၎င်းကပြောပါတယ်။ဗမော်မြို့စကကခ21ဌာနချုပ်နာမှာသူတို့ကညနေပိုင်းတနာရီချိန်မှာလူအင်အားဖြည့်ဖို့စဉ်သက်တဲ့ရဟတ်ရင်တွေဖြစ်ပါတယ်။စင်းနာက3စီးစဉ်သက်တာ၃စီးစင်းတဲ့အထဲကနှစ်စီးကထိသွားတယ်လို့ကြားရပါတယ်။ခြေတန်းသမားတွေပေးလာတဲ့သတင်းအရာပေါ်ဟုဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ ကြီးမှန်သွားတဲ့ရဟတ်ရင်နှက်စီအနက်တစည်းတီတော်တဲ့သို့ပြတ်ကျသွားသည်ဟုဆိုသည်အဲ့ဒီထိတဲ့နှက်စီကအဲ့ဒီနေရာမှာလုံးဝပြတ်သွားတာတော့မဟုတ်ဘူးပြန်ခွေ့သွားပြီးမှရွှေကူကနေ56မိုင်လောက်ပေါ်အဲ့ဒီလောက်ဝေးတဲ့နေရာတော်ထဲမှာတစည်းကအကျသွားတယ်နောက်တစည်းကဆက်ပြီးပြန်သန်းလို့မရတဲ့အတွက်အရေးပေါ်ရွှေကူဘက်မှာဆင်းသက်တယ်လို့အကျရတယ်။သုံးစည်းတဲ့ကတစည်းကတော့နန့်ပောင်ပေါ်မြစ်ကြီးနားလေစိတ်ကိုအဲ့ဒီဘက်ကိုဆင်းသွားတယ်လို့အကျရပါတယ်ဟုဗိုလ်မှူးကြီးနော်ဘူးကပြောကြားပါတယ်။ ကချင်စည်ရေးတရင်ရင့်မြစ်တအူကလည်း KIA ပြစ်ခတ်နိုင်ခဲ့သည့်ရဟတ်ရင်နှစီလုံးသည် MI7D ရဟတ်ရင်အမျိုးအစားဖြစ်သည်ဟုပြောပါရယ်ခုနကတနအီကြော်ကြော်လောက်မှာဗမော်လာဆင်းတဲ့နှစီလုံးကိုပြစ်ချပြစ်လိုက်ပြီးစကိုင်းဘက်ကတက်လာတဲ့ 70တစီနဲ့မြကြီးနာကတက်လာတဲ့တစီနှစ်စီးစလုံးပြစ်ချလိုက်ပါပြီ။နှစ်စီးစလုံးကြပြီတဲ့တစီကရွှေကူမရောက်ခင်ပြတ်ကြတယ်။တစီကအေယော်ရီမြစ်အနောက်ဘက်ကျမ်းမှာကြတယ်ဟုကချင်တဲ့ညမြက်ကပြောပါတယ်။ KIA အနေဖြင့်2024ဇန်နဝါရီလကလည်းဝိုင်းမော်မြို့နယ်တွင်ရဟရင်တစီကိုပြစ်ချနိုင်ခဲ့ပြီ။နန်းဖက်ကတိုက်ပွဲတွင်လည်းတိုက်လျင်တစီကိုပြစ်ချနိုင်ခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလင်းနေကျော်အတွင်တော်လန်ရေးတပ်ဖွဲ့များကစစ်တပ်ဤလျင်နှင့်ရဟရင်များပြစ်ချမှုအနည်းဆုံး၁၀စီးရှိပြီးဖြစ်ပါတယ်။ KIA ကစစ်တပ်လေကြောင်းကိုတံပြန်တိုက်ခိုက်ရာတွင်ရဟတ်ရင်လေးစီးနှင့်တိုက်ခိုက်ရေးချက်လေရင်တစည်းတို့ကိုပစ်ချပြီးအများဆုံးဖြစ်နေသည် KIA KMDF ကာလာလတာစာတီကရင်ီတပ်ပေါင်းစုကလည်းအပေါ်စားတိုက်လေရင်နှက်စီးနှင့်ရဟတ်ရင်တစည်းကိုပစ်ချနိုင်ခဲ့သည် အာနာသိန်းစစ်တပ်၏လေရင်နှင့်ရဟတ်ရင်များကိုတော်လန်ရေးတပ်ဖွဲ့များကပစ်ချနိုင်ခဲ့သည်ထို့ပြင်အရကတက်တော် AA ကလည်းစစ်ကောင်စီရဟယင်ကိုပြစ်ချပြီး AA တပ်ဖွဲ့ဝင်များအောင်ပွဲခံနေသည့်တည်င်းတပ်ပုံကို2029စစ်စင်ရေးအတွင်ထုတ်ပြန်ခဲ့မှုသည် ဆက်လက်ပြီးရွှေပြည်သားတွင် တက္ကသိုလ်ဝန်ထမ်းចောင်းသား၂ဦးစစ်မှုထမ်းရန်ဖမ်းဆီးရောင်းစားခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တက္ကသိုလ်ဝန်ထမ်းចောင်းသား၂ဦးစစ်မှုထမ်းရန်ဖန်ဆီးရောင်းစားခံရမှုရန်ကုန်မြို့ရွှေပြည်တော်မြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။ရန်ကုန်မြို့ကွန်းချံကုန်းမြို့နယ်တော်ကဆော့ကျေးရွာမှာတက္ကသိုလ်ဝန်ထမ်းចောင်းသားထက်ဝေရန်နဲ့မိုးချင်းအောင်တို့၂ဦးသည်ရွှေပြည်တော်မြို့နယ်၌အလုလုံနေစဉ်မေလ၈ရက်နေ့လယ်တနားရီတွင်အလုကအပြန်လူ၆ဦးအဖွဲ့ကဖန်ဆီးခေါ်ဆောင်သွားခြင်းဟုကာယကံရှင်မိသားစုဝင်တဦးကပြောပါသည်။ထို့နောက်မောင်ထက်ဝေရန်က၎င်းဤဖခင်ဦးထေးအောင်ထက်တို့မေလ၁၀ရက်ည၁၀နာရီခန့်တွင် 09257829ဖုန်းနံပါတ်ဖြင့်ဆက်သွယ်လာပြီးဖြစ်ကြောင်း ကုန်စင်အောင်ပြောပြခဲ့ကြောင်းသိရပါတယ်။မောင်ထဝေရန်ဤဆက်သွယ်ပြောဆိုချက်များအရာလူမိုင်းဟူယူဆရသောလူချအူမှာမင်းတို့ဘယ်ကလဲဟုမေးရမောင်ထဝေရန်နှင့်မောင်မိုးချင်းအောင်တို့မှာနေရများအပြည့်အစုံပြောပြခဲ့ကြောင်းဒါဆိုမင်းတို့ကိုစစ်ဆေးစရာရှိတယ်ငါတို့နဲ့လိုက်ခဲ့ဟုဆိုကကားပေါ်အတင်းဆွဲခေါ်သွားခြင်းဖြစ်ကြောင်းသိရပါတယ်။ ထို့နောက်မောင်ထက်ဝေရနှင့်မောင်ချမိုးနောင်တို့နှစ်ဦးအားရွှေပြည်သားမြို့နယ်လူစရင်အတွက်စစ်မှုထမ်းရန်ရောင်းစားခံခဲ့ရခြင်းဟုဆိုသည်ထို့သောစစ်ကောင်စီ၏မြေတီဌာနနေရာသို့ရောင်းစားခံရသည်ကိုမသိရပေရန်ကုန်မြို့တွင်ရခိုင်ပြည်စင်များအရာလူငယ်များအားဖမ်းဆီးပြီးစစ်မှုထမ်းစရင်ဆင့်ခေါ်သည့်စစ်ကောင်စီ၏မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးများထံရောင်းစားလေရှိသည်သားဖြစ်သူထက်ဝေရန်နှင့်ဦးဝင်းထွန်းနိုင်ဤသားဖြစ်သူမောင်မိုးချစ်နောင်တို့သည်ဥပဒေနှင့်မညီသောလူတစု၏ စစ်မှုအတင်းအဓမ္မထန်ခိုင်းခြင်းအနိုင်ထက်ပြု၍ရောင်းစားခြင်းကြောင့်တွေ့ခဲ့ရကြောင်းဦးထေးအောင်က ပြောပါရယ်မောင်ထက်ဝရံမှာ great တွေတက်ရန်ကျောင်းအရန်ရပ်ပိုင်းမြသာလိုတော်သည့်အတွက်သာဖြစ်သူအားပြန်လည်ပို့ပေးရန်အနုညွတ်တောင်းပန်သည်ဟုဦးထေးအောင်ကဆိုပါရယ်ရန်ကုန်မြို့အပါအဝင်စစ်ကောင်စီထိတ်ထုတ်ရာဒေသများတွင်ပြူစောတီနှင့်ရဲများပူပေါင်း၍လူငယ်လူလက်ပိုင်းများပြစ်မှတ်ထားကဖမ်းဆီးဝင်ခြင်းစစ်မှုထမ်းရန်ရောင်းစားနေမှုဖြစ်စဉ်များရှိနေသည် စစ်ကောင်စီအာမစစ်မှုတန်းဥပဒေပေါ်လာပြီးနောက်ပိုင်းလူမှုကွန်ရက်တွင်လူပြောက်ကျင်ညာချက်များမကြခဏတွေ့ရသည်ထို့အပြင်စစ်ကောင်စီနှင့်၎င်း၏လက်အောက်ခံအုပ်ချုပ်ရေးမှုများကစစ်မှုထမ်းရန်ဒီတာစုကိုပါဖိအားပေးချိန်ချမှုကြောင့်လူငယ်အချို့မှအဆုံးစီရင်သည့်ဖြစ်စဉ်များလည်းရှိနေသည်ဆလပီနတလင်းမြို့နယ်ရှိကျေးရွာနေရွာကိုစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူ၂ဦးကိုပြစ်ဒဏ်ခါပြည်သူ၂၀ကျော်ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပဲခူးတိုင်းနတ်တလင်းမြို့နယ်ရှိကျေးရွာနှစ်ရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူ့နှုတ်ဦးကိုပြစ်တက်ကပြည်သူ့၂၀ကျော်ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးထားခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ်မြေလ၁၈ရက်နေ့နနက်၅နာရီခန့်ကစတင်ပြီးကြောက်ခွက်ကျေးရွာအုပ်စုအတွင်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးကြောက်ဆွဲရွာရှိပြည်သူပိုင်နေအိမ်တလုံးကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါရယ် ရှင်းနေတွင်အကျန်းဖက်စစ်ကောင်စီတပ်သားများကထန်းတော်ရွာနှင့်ကြောက်ခွက်ရွာကိုလည်းချက်မဲ့ဝင်ရောက်စီးနှင်ပြီးထန်းတော်ရွာမှာကိုကျော်ဝင်းနှင့်ကြောက်ခွက်ရွာမှာ ကိုဆန်လိုင်းထုံးတို့ကို ထွက်ပြေးသည်ဟုဆိုကပြစ်တက်ခဲ့ကြောင်းသိရှိရပါတယ်။ထိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ကြောက်ခွက်ရွာဖုံကြီးကျောင်းတွင်နက်နက်ကြီးများတပ်ဆင်ထားပြီးပြည်သူ၄၀ကျော်ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးခဲ့ကြောင်း၎င်းတို့ဖမ်းဆီးထားသည့်ပြည်သူများထဲမှပြည်သူ၂၀ခန့်ကိုမေလ၁၉ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများပြန်လုပေးခဲ့တော်လဲကြန့်ရှိနေသောပြည်သူများကိုဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်းသိရပါတယ်။ ကျွန်တော်တို့သတင်းကြားရတာကတော့ပြည်သူလေးဦးကိုတပ်ဖြတ်တယ်လို့တီထားရပေမဲ့အတီးပြူနိုင်တာတော့နှစ်ဦးပဲရှိတယ်။စစ်ခွေးတွေကကြောက်ခွက်ရွာဘုံကြီးကျောင်းထဲမှာပဲရှိသေးတယ်။သူတို့ဖမ်းဆီးထားတဲ့ပြည်သူတဝက်လောက်ကိုပြန်လွတ်လိုက်ပေမဲ့ကျန်နေတဲ့သူတွေကိုတော့ဆက်လက်ဖမ်းဆီးထားတော့မယ်။အခုအင်အားတွေထပ်တိုးထားတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်လက်ရှိချိန်ထိကြောက်ခွက်ရွာတဲ့တက်ဆွဲထားသောကြောင့်အနီးနားရှိကျေးရွာများမှပြည်သူများသည်ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရပါသည် ဆက်လက်ပြီးအညာဒေတာအပါဝင်စစ်ဒေတာ၃ခုလုံးမှာမဟာမိတ်တွေနဲ့အတူတိုက်ပွဲပေါ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ဒေတာ၃ခုလုံးမှာမဟာမိတ်တွေနဲ့အတူတိုက်ပွဲတွေပေါ်ဆောင်နေတယ်လို့မမပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကမနေ့က ်မေ16ရက်ညပိုင်းမှာအတည်ပြုထုတ်ပြန်ပါတယ်။လုံခြုံရေးစီမံကြောင်း BBLA ကလှုပ်ဆောင်နေတဲ့အကြောင်းအရာအသေးစိတ်တွေကိုသတင်းထုတ်ပြန်လို့မရှိသလိုတပ်ဖွဲ့ဝင်တွေကိုလည်းတင်ဖို့ခွင့်မပြုထားကြောင်းနဲ့တက်တီဆောက်ရင်းနဲ့စီရေးဖော်ဆောင်မှုကိုတော့ဆင်ဆက်မပြတ်လှုပ်ဆောင်နေတယ်လို့ BBLA ကအတည်ပြုလာတာပါ။ ကျွန်တော်တို့တင်ပြခြင်းတာကတော့ကျွန်တော်တို့ BBLA အနေနဲ့စဉ်ဆက်မပြတ်လှုပ်ဆောင်နေတဲ့တာဝန်နှစ်ခုရှိပါတယ်။တစ်ခုကတော့တက်တီဆောင်ရင်းနဲ့နောက်တစ်ခုကတော့စီရေးဖော်ဆောင်မှုပါ။တော်လရေးတက်ဖွဲ့တစ်ခု PP ပြင်းပြင်းဖြစ်ဖို့အတွက်တက်တီဆောင်ရေးဆိုတာအသက်သွေးကြောလို့ပြောရပါမယ်။တက်တီဆောင်ရေးမှာဘာတွေပါဝင်လဲဆိုရင်အင်အားတီဆောင်ရေး၊တက်တွင်းအုပ်ချုပ်ရေး၊လေကျင်ရေး၊မဟာမိတ်ဆက်ဆံရေး လူမှုဆက်ဆံရေးစတာတွေအဓိကပါဝင်ပါတယ်။စီရေးဖော်ဆောင်မှုပိုင်းမှာဆိုရင်ကျွန်တော်တို့မှာစစ်ဒေသ၃ခုရှိပါတယ်။စစ်ဒေသ၃ခုလုံးမှာရှိတဲ့မဟာမိတ်များနဲ့အတူတိုက်ပွဲတွေဖော်ဆောင်နေပြီးရှေ့တန်းမှာ BPLA တပ်ဖွဲ့ဝင်တွေမရှိတဲ့ရက်တောင်မရှိပါဘူး။ EPLA ဟာမူရင်းအခြေချတည်ထောင်ခဲ့တဲ့နေရာဖြစ်တဲ့ကရင်ပြည်ကအမှတ်၁၈စစ်ဒေသနဲ့2022ခုနှစ်မှာဒိုးချက်ဖွဲ့စည်းခဲ့တဲ့ရှမ်းပြည်မြောက်ပိုင်းကအမှတ်၂၃စစ်ဒေသတို့မှလည်းမဟာမိတ်တွေနဲ့အတူစီရေးဖော်ဆောင်နေတာဖြစ်ပြီးလက်ရှိ2025ခုနှစ်အတွင်းမှာလည်းမြန်မာပြည်အလဲပိုင်းမှာအမှတ်၃၀ရှေ့အညာစစ်ဒေသကိုဒိုးချက်တိစောက်ကမဟာမိတ်တွေနဲ့အတူတိုက်ပွဲတွေဖော်ဆောင်နေတယ်လို့သိရပါတယ် မြောက်ပိုင်းညီနောင်မဟာမိတ်ဦးဆောင်တဲ့2029စစ်စစ်ရေးပထမပိုင်းနဲ့ဒုတိယပိုင်းတို့မှာပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့တွေထဲမှာ BPLA လည်းပါဝင်ခဲ့ပါတယ်။